နိုဝင်ဘာလ21ရက်နေ့အတွက်လောင်ဆောင်ရရှိတာတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ခင်ဗျာပြမသောဂရင်းတပုတ်နေနဲ့ရှောင်းမျိုးနယ်မှာနိုင်ငံရေးအကျဉ်းသားများတင်ဆောင်လာတဲ့ကားစီးကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးတိတ်ဆုံးအန်းစည်းကံ PDF ရဲဘော်တို့ကိုကယ်ထုတ်နိုင်ခဲ့စွဲသိမ်းကိုတင်ဆက်ပေးပါပဲဝေးတိုင်းရှောင်းမျိုးနယ်အမှတ်3ပြည်တော်စုတန်းပိုင်းမှာနိုင်ငံရေးအကျဉ်းသားများတင်ဆောင်လာတဲ့ကားစီးကိုတိုက်ခိုက်ခဲ့ရာ စစ်တပ်မှလူတည်ဆောင်သည့်နိုင်ငံရဲ့အကျဉ်းသား PDF တို့ကိုကဲထုတ်နိုင်ခဲ့ကြောင်းပြည်ပန်တပန်းဖို့ရှောက်မှသတင်းနဲ့ပြန်ကြားရေးတာဝန်ကကိုပါကွန်ကပြောဆိုပါတယ်။နိုဝင်ဘာလ19ရက်နေ့နနက်9နာရီခန့်ချောင်းမျိုးနဲ့အမှတ်တုပ်ပြည်တော်သူလမ်းပိုင်းမှာရှိတဲ့ခွေးချိုနယ်မြေရက်စကန်နဲ့ခွေးပင်နယ်မြေရက်စကန်အကြားမှာနိုင်ငံရေးအကျဉ်းသား၅ဦးကိုတင်ဆောင်လာတဲ့ကားနှစ်စီးကိုဒေါ်လန်ရဲ့တပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရတယ်။ ထိုတိုက်ခိုက်မှုအတွက်ကားပေါ်လိုက်ပါလာတဲ့စစ်သားနှုတ်တိတ်ဆုံးပြီးတောထိခိုက်တရားရရှိကရုပ်ပြပျောက်ကြစစ်စင်ရေးများဥဆောင်တဲ့ရဲဘော်လက်ရှိကမိုးမျိုးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်စစ်ခွင်းတစ်ကောင်ကတော့ဝဲချင်းပြီးဒေတာမျိုးရှိတဲ့၃ကောင်လောက်တော့တရားရရတယ်လို့သိရတယ်ကျွန်တော်တို့မိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ မိုင်းနှလုံးကတဲလာဖြစ်ပြီးတော့မကွဲသွားတဲ့အရှင်ကြီးမျိုးကားတွေထိုးရက်မသွားခဲ့တော့အခုလွတ်သွားတဲ့နိုင်ငံရေးအကျဉ်းသားကတော့ကျွန်တော်တို့ကားကိုပြစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာခုံချလိုက်လို့လွမြောက်လာတာသူတို့ကပြန်လဲဆွဲတင်ဖို့စူးစမ်းတဲ့အချိန်မှာကျွန်တော်တို့စုပ်ဖိပြစ်တော့မခံနိုင်ပဲမောင်းပြေးသွားတာ တဦးပဲလွတ်မြောက်ပြီးတော့လေးဦးကတော့ကားပေါ်ပါသွားတယ်လို့ပြည်ပန်တဖန်ဖို့ရှောင်းမှသတင်းနဲ့ပြန်ကြားရေးတာဝန်ကကိုပကုန်းကပြောဆိုပါတယ်ဆိုပါတိုက်ခိုက်မှုကိုရှောင်းမျိုးနဲ့ပကဖလက်ယုံစစ်ကြောင့်ရှောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှောင်းစပက်ရှယ်အတပ်ဖို့မကွေးခရိုင်ပကပအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကတိုက်ကားဖိုက်တာဖို့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြသိရှိရပါတယ်ထို့သောပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးရနောက်ခွဲပင်နယ်မြေရဲစခန်းကို ိုင်းမှုခိုင်မှုများပါရောက်ရှိလာပြီးအင်အားလုံးရင်းဖြင့်အမှတ်၃ကြောက်သူလမ်းပိုင်းကိုနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ကလွတ်မြောက်သွားတဲ့နိုင်ငံရဲ့အကျဉ်းသားကိုပြန်လည်ခန့်စည်းနိုင်ရန်လှုပ်ဆောင်သွားမယ်လို့ပြည်သူများကိုရှင်းလျှောက်ပြောဆိုသွားကြောင်းသိရှိရပါတယ်။လွတ်မြောက်လာတဲ့နိုင်ငံရဲ့အကျဉ်းသား2023ခုနှစ်လောဝင်ပါလ29ရက်နေ့က6မြို့အမှတ်7နဲ့ ရွှေတွင်ကုန်းရက်ကွက်မှာနေထိုင်နေတဲ့ရှောင်းမျိုးနဲ့စီပင်တာယာရေးကော်မတီထိုက်မြို့တော်ဝန်အဖြစ်လုပ်နေတဲ့တန်စင်ဦးစိုးသူကိုပြက်ကက်ရှင်းလင်းခဲ့တဲ့မြို့ပြပြောက်ကြဆစ်စင်ရေးမြဦးဆောင်လေးတဲ့ရဲဝန်နဲ့ဆိုင်ကဘိုးညိုဖြစ်ကြောင့်သိရှိရပါတယ်။ထို့ပြင်နိုဝင်ဘာလ16ရက်နေ့ကလည်းရှောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအခွဲ့ရှောက်ပကခါကသူတို့စုံမထိန်ရှုပ်ထားတဲ့ဒီတော်သူအမှတ်3လမ်းမကြီးပေါ်ရှိဂွေးချိုဂွေးပင်လမ်းပိုင်းကိုပြည်သူများ ည9နာရီမှမနက်6နာရီအတွက်ဖြတ်တန်းသွားလာခြင်းမပြုရန်ထုတ်ပြန်ထားကြောင်းလိုက်နာခြင်းမရှိပါကဖြစ်ပေါ်လာမဲ့အကြောင်းအရာများကိုတာဝန်ယူမည်မဟုတ်ကြောင်းနဲ့တွေ့ရှိပါက ကပေးရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုထားပါတယ်ကျွန်တော်တို့တကူရနေကလည်းထုတ်ပြန်ထားတာရှိတယ်ပေါ့ပြည်တော်စုအမှတ်၃လမ်းမကြီးဘက်ကဂွေးစုဂွေးပဲလမ်းပိုင်းကိုကြေးသွေးတဲ့ည၉နာရီကလည်းဗနက်၆နာရီအတွက်ဖြတ်တန်းသွားလာခြင်းမပြုလုပ်ဖို့ပေါ့အဲဒီလမ်းပိုင်းကကပ္ပစ၂၂၁၁ကစခွေးပင်နဲ့ပကံညာဦးပကောက်ဘူးဘက်ကတမတ၁၁တမတ်၈၈တို့စိတ်ဆံမှုပြုလုပ်နေတဲ့လမ်းပိုင်းဖြစ်နေပါတယ်နောက်ပြီးတော့ရကိုင်းစစ်မျက်နှာကိုလူအင်အားနဲ့ရိတ်ခါလို့ပို့တာရှိတယ်အဲဒါလို့ကြောင့်လမ်းပိုင်း အတုံးကျူးမှုကိုကြိုတင်အတိပေးထုတ်ပြန်ထားတာဖြစ်တယ်လို့ဒီပန်တသဖို့ရှောက်မှသတင်းနဲ့ပြန်ကြိုက်တာဝန်ကကိုပါပုံးကဆက်လက်ပြောဆိုထားတယ်။ယော နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်ရှိဒေတာရှိခဲလောက်ကွက်အတွင်းသို့စစ်တပ်ကလေကြောင်းဖြင့်ပုံကျဲမှုပြည်သူ၅ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိ2025ခုနှစ်အတွင်းမော်ရှိဒေတာတို့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဆက်လက်ကြရင်အတွင်းပြည်သူ၅၉ဦးသေဆုံးဆိုတဲ့သတင်းကိုဆက်ပေးပါမယ်။ကယင်းဤပြည် ဖားတောင်မြို့နယ်ဘော်ရှိဒေသရှိခဲလုတ်ကွက်ကိုကျမ်းမစစ်တပ်ကလေကြောင်းမြို့ဘုံကျဲတိုက်ခိုက်ခဲ့ရပြည်သူ၅ဦးသေဆုံးပြီးအများပြဒဏ်ရာရရှိခဲ့ကြောင်းဒေသနယ်ကြီးတူရာကပြောဆိုပါတယ်။ယနေ့နိုဝင်ဘာလ21ရက်နေ့နနက်9:00နာရီမိနစ်30အခန့်ကဖားတောင်မြို့နယ်ဘော်ရှိဒေသရှိခဲလုတ်ကွက်နေရာ၃ခုကျမ်းမစစ်တပ်ကကြက်ပိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရခဲလုတ်သားပြည်သူမျိုးသား၅ဦးသေဆုံးပြီးအမျိုးသမီးများလည်းအပါအဝင်အများပြထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ခဲလုံးဘက်ကိုကျဲတာပေါ့။အမှန်နဲ့စက်ယုံလားပဲ။လောလောဆယ်အလောင်းငါးလောင်းရထားပါတယ်။ခိကိုက်တရားရတဲ့သူတွေလည်းရှိတယ်။အခုချိန်ထိလေရင်ပြန်ကဝဲနေသေးလို့ကြံတဲ့နေရာကမရှင်းရသေးဘူးလို့ဒေတာနဲ့ပြည်သူတို့ကပြောဆိုပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာများမှာကြိုက်ကွဲဖြစ်ပွားခြင်းမရှိပဲ။သားမယတပြည်သူများခဲလုတ်သားများလာရှိနေပြီနေရာဖြစ်ဖြစ်ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကလည်း ဂျမတ်စစ်တပ်ကဘေးကျောင်းဖြစ်အုံကျဲတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ရာကျေးဇူးအများပြားထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသိရှိရပါတယ်ဂျမတ်စစ်တပ်ကဖားဆောင်မြို့နယ်မော်ရှိဒေသကိုမကြာခဏဆိုသလိုလေကျောင်းဖြစ်ပုံကျဲတိုက်ခိုက်နေရာကျေးဇူးများမကြာခဏသေဆုံးမှုများဖြစ်ပေါ်လျက်ရှိပါတယ်။ဩဂုတ်လ၁၉ရက်နေ့ကယင်းနီပြည်ဖားဆောင်မြို့နယ်မော်ရှိဒေသရှိအကြတာပြည်သူများနေထိုင်ရနေရာများကိုစစ်လေယာဉ်များဖြင့်လေကျောင်းတိုက်ခိုက်မှုနဲ့ ပစိမချင်းပြစ်ခတ်မှုများကြောင့်ရက်သားပြည်သူ၃၂ဦးတိတ်ဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇူလိုင်လ၁၄ရက်နေ့မော်လန်ချန်နိုင်ခန့်မှာလဲဝါရှိမြို့ဆက်ဆရာရက်ွက်ရှိ Wi-Fi တုံးနေတဲ့သူအုပ်စုတဲကိုကြမ်းမစစ်တက်ကလေရင်ဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ရာစိုက်ဘာချင်းနဲ့ကလေးငယ်တဦးအပါအဝင်ကြီးသူ9ဦးတိတ်ဆုံးခဲ့ပြီးကြီးသူ20ခန့်ထိထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူဒူလိုင်လ၉ရက်နေ့ည၇နာရီမိနစ်30အချိန်ကလဲ မော်ရှင်တို့ဒေါ်လာထီရကိုအကြမ်းမဲ့ဖြစ်တဲ့ကပေါင်၂၀၀ဘုံနှလုံးနဲ့ကျဲရှာတိုက်ခိုက်ခဲ့ကျေးဇူးရှာဖို့တိတ်ဆုံးခဲ့ပြီးနေအိမ်ရတဲ့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီအပြင်ဒေါ်လာ၂၅ရက်နေ့လနက်၁၇နာရီခန့်အချိန်ခါဆောင်မြို့နယ်မော်ရှိဒေသတောင်ဘော်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေရင်ပြဘုံကျဲတိုက်ခိုက်ခဲ့ရာခဲတတုတူးဖော်ရေးလုပ်ငန်းခွင်နဲ့ကုံစုံဆိုင်တဆိုင်အပေါ်သို့ဘုံများကြားကဖောက်ခွဲခဲ့ပြီး ကေဘူးခုနဦးသိဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်2025အတွက်အကြမ်းမစစ်တဲ့အနေနဲ့မော်ရှိဒေတာတစ်ခုတည်းကစစ်လင်းဖြစ်ဖုံးကျဲတိုက်ခိုက်မှုဆက်နေခြင်းခန့်ရှိနေမှုဖြစ်ကြောင်းသတင်းရရှိပါပဲ။နောက်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အောက်တွင်းမျိုးနဲ့စတီယတော်ရွာကိုစစ်တပ်က drone ဖြင့်ပုံကျဲမှုအသက်16နှစ်အရွယ်မရှမ်းမီမီအောင်ဝဲချင်းမီတေဆုံးပြီးအသက်10နှစ်အရွယ်အမွာကလေးနှစ်ဦးဒဏ်ရာရသူရဲ့သတင်းကိုပြန်ဆက်ပေးပါမယ်။ ပကိုယ်တိုင်အုတ်ကွင်းမြို့နယ်တရတော်ရွာကိုကျမ်းပတ်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရှင်းတော့အသက်16နှစ်အရွယ်မရှမ်းမီမီအောင်ပွဲချင်းပြီးတိုက်ဆုံးပြီးအသက်10နှစ်အရွယ်အမွာညီမကလေးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်။ဒီနေ့နိုဝင်ဘာလ27ရက်နေ့နက်9နာရီမိနစ်40အချိန်ကအုတ်ကွင်းမြို့နယ်တရတော်ကြီးရွာကိုကျမ်းပတ်စစ်တပ်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေရင်တလုံးပေါ်ကြာရောက်ပောက်ကွဲခဲ့ကြောင်းသိရှိရပါတယ်။ကျမ်းပတ်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွက် သက်16နှစ်အရွယ်မရှမ်းမီမီအောင်ဟာကွယ်ချင်းပြီးတိတ်ဆုံးခဲ့ပြီးသက်10နှစ်အရွယ်အွာညီမအဖြစ်သောမယောမီမီအောင်နဲ့မယောမီမီဇော်တို့ကြော့ပေါင်နဲ့ရှေတောက်တို့မှာပုံစံများတိမှန်ကဒရရရှိခဲ့သောသိရှိရပါတယ်ဒီနေ့နဲ့က9နာရီမိနစ်40အချိန်အုတ်သွေးမျိုးနဲ့တရတော်ကြီးပါကိုစကွေးတွေကဒရုန်းနဲ့ပုံလာကျဲတာနေအိမ်ဘောကိုပုံကတဲတဲ့ဖို့ကြာရောက်ပောက်ကွဲပြီးအသက်16နှစ်အရွယ်မရှမ်းမီမီအောင်က ွဲချင်းပြီးတိတ်ဆုံးသွားတယ်အမွာညီမကလေးငယ်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံပြည်သူများကပြောဆိုပါတယ်အလားတူကပုနဲ့အေဗီလာ15ရက်နေ့ကတဲ့အုတ်ကွင်းမျိုးနဲ့ရေအိုးစင်ကြေးပါအုတ်စုတောင်းတန်းရွာကိုတိုက်ကွက်ဖြစ်ပွားခြင်းမရှိပဲကျဘဆက်တက်ကလေးရင်ဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်35နှစ်အရွယ်ကိုမျိုးနဲ့ဒနေဖြစ်သူတို့သိဆုံးရောက်သိရှိရောက်ရောက်လောက်ဆုံးတဲ့ဘုံနေနဲ့ဒဂိုင်းမျိုးနဲ့မှာကြံဖို့ပါတီမှစစ်ဘိုလ်ချုပ်ဟောက် သက်ပုံရဲ့အဆွေဝဲအတွက်ပြေဆုံးကြီးဝါတဖောင်းဆက်ရုံမှဝန်တန်းများကိုဆင့်ခေါ်ပြီးပြည်သူများတက်ရောက်ဟုလိန်လေဝါဒဖြန့်သကိုင်းမျိုးပြည်သူများကကြံ့ဖို့မဲဆွေဘဲကိုလာမတက်ကြဆိုတဲ့တဲ့ကိုတက်ဆက်ပေးပါမယ်။သကိုင်းမျိုးနယ်မှာကြံ့ဖို့ပါတီပတင့်ပွေကျောက်ဟောင်းသက်ပုံမဲဆွေဘဲအတွက်ပြေဆုံးကြီးဝါချက်ဖောင်းဆက်ရုံမှဝန်တန်းများကိုဆင့်ခေါ်ပြီးပြည်သူများတက်ရောက်တယ်လို့လိန်လေဝါဒဖြန့်လျက်ရှိကြောင်းဒေတာကန်ပြည်သူများကပြောဆိုပါတယ်။ လောဝင်မာလာ၁၉ရက်နေ့ကကျန့်ဖို့ပါတီကဂိုင်းမျိုးပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတပ်ပုံကဗရမ ्या ရက်ကွက်စိန်ကုန်းရက်ကွက်ပူရန်ရက်ကွက်ကြွားထောင်ရက်ကွက်တော်ရာပန်ရက်ကွက်များရှိလဲဆန္ဒရှင်ပြည်သူများနဲ့ပြည်သူလူမှုကွန်ရက်ပလက်ဖောင်းများမှဗီဒီယိုနဲ့ဓာတ်ပုံများတင်ပြလာကြောင်းအဆိုပါဓာတ်ပုံများမှစကိုင်းမျိုးမှပြည်သူများမဟုတ်ပဲစကိုင်းမျိုးရွှေမင်းဝန်ရက်ကွက်ရှိပြည်စုံကြီးပွားကျပ်ပါဘုံစက်ယုံမှဝန်တန်းများကိုတွေ့ဆုံပြီးပြည်သူများနဲ့တွေ့ဆုံတယ်လို့မဟုတ်မမှန်လိန်လေဝါရဖြန့်ကြီးဖြစ်သော ဒေတာကံပြည်သူများကပြောဆိုပါတယ်ဥတက်ပုံကသကိုင်းတို့ပြည်သူတွေကိုမဲဆွဲစီယုံမှုတွေးဆုံတယ်ဆိုပြီးဒီလိုတွေပြင်းနေတဲ့တကယ်ကသူပြောနေတဲ့ဗရမများရက်ကွက်ကမဲဆန္ဒရှင်ပြည်သူတွေမဟုတ်ပါဘူးပြည်သူတွေဆိုတာအလိမ့်ညာပါသကိုင်းမြို့ Tree Moon Wants ရက်ကွက်မှာပြည်စုံကြီးဝဂျက်ဖာဘုံဆက်ယုံမှာဝန်တန်းနဲ့တွေ့တာကိုသကိုင်းမြို့ပြည်သူတွေနဲ့တွေ့ရဆိုပြီးသူကလောက်တာပါဂျင်းထဲ့တာပေါ့ဗျာဆက်ယုံဝန်တန်းတွေကို PR ပေးပြီးဂျန်ဖို့ယူနီကောင်းကိုခိုင်းတယ် ပြီးတော့တပ်ပေါ်ကိုကြိုခိုင်းတဲ့စက်ယုံဝန်တန်းတို့ကလည်းစက်ယုံရဲ့ဖိအားကြောင့်သူဆိုရတဲ့စံဖို့ဝတ်စုံတွေဝေ့ရတယ်လို့တပ်ပေါ်မြက်မဲဆွဲစီယုံဘွဲ့တက်ရောက်ခဲ့သူစက်ယုံဝန်တန်းတို့ကကြောဆိုပါရဲ့စကိုင်းမျိုးပါစံဖို့ပါတီရဲ့မဲဆွဲစီယုံကွဲများကိုလာရောက်ဖို့ဖိတ်ခေါ်ထားတော့လေညီတိပြည်သူကမှလာရောက်ကြခြင်းမရှိစက်ယုံဝန်တန်းများဝန်တန်းမိသားစုများကိုစင့်ခေါ်ပြီးပြည်သူများဟုဒိန်လေဝါရခရမှုများလောက်ဆောင်နေကြောင်းသိရှိရပါတယ် စစ်တပ်ကတော့အပတ်စဉ်29ကြောင်းတင်ဒုတိယဗိုလ်ချုပ်ကြီးတပ်ပေါ်ကမဲအောင်လာရဲ့ညွန်ကြားချက်အရစကိုင်းမျိုးနဲ့ဖီကူဆွတ်တော်ကိုယ်စားလှောင်းဖြင့်ကြံဖို့ပါတီမှဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်တယ်လို့ရင်းရရှိပါတယ်။